ထိုင်းမြန်မာနယ်စပ်မြဝတီမြို့အနီးမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့အာနာသိန်းစစ်တပ်တို့ထိတွေ့တိုက်ပွဲအတွင်ထိုင်းနိုင်ငံဗတ်ချန်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ထိုင်းစစ်တပ်မှ လုံခြုံရေးတိုးမြင့်ကအသည့်အနေထားပြင်ဆင်တက်လန့်ထားတယ်လို့သိရှိရပါတယ်။ထိုင်းစစ်တပ်ရဲ့အမှတ်3စစ်ဒေသဦးစီးဌာနကမြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်ရာထိုင်းနယ်စပ်တစ်လျှောက်မှာလုံခြုံရေးပုံမှုဖြစ်တင်ပြီးကာကွယ်ရေးအစီအမံတွေမြင့်တင်ထားမယ်လို့ ထိုင်းစစ်တပ်ကပြောထားပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားရနေရများမှာထိုင်းနိုင်ငံနဲ့1ကီလိုမီတာသာကွာဝေးပြီးမဲဆောက်မြို့နယ်မက်ကိုကင်းကျေးရွာအတွင်ကို60မမလက်နက်ကြီးတစ်လုံးကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်လေးလုံးနဲ့ကားတစ်စီးပျက်စီးခဲ့က လူထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံအတွင်လက်နက်ကြီးကြားရောက်မှုကြောင့်ထိုင်းစစ်တပ်မှ120မမမီဂိုပုံးဖြင့်ပစ်ခတ်ကာတရီပေးခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တခြားမှလည်းကင်းလဲမှုတိုးမြင့်ခြင်း၊ယာယီစောင့်ကြည့်ရေးစခန်းများထားခြင်း၊လေးချောင်းမှစောင့်ကြည့်ခြင်းကဲ့သို့ကာကွယ်ရေးအစီအမံများတိုးမြင့်ထားကြောင်းလည်းသိရှိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဘွန်ညာကမြန်မာဘက်ကတိုက်ပွဲတွေကြောင်းထိုင်းနိုင်ငံအတွင်းကို ကြီးကြရောက်တာဟာရပ်ပိုင်းအတွင်းဒုတိယကြိမ်ဖြစ်လာတာကြောင်းစိုးရိမ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့တပ်ပြည်နယ်တွေကမိုက်ဆောက်ခရိုင်ဒေသခံတွေကတော့နေဆက်တစ်ဖက်ချမ်းက စည်ရေးပရိပခါတွေကူးဆက်လာမှာကိုစိုးရိမ်နေကြပါတယ်။ထိုင်းသတင်းဌာနရဲ့ဖော်ပြမှုမှာတော့မြောက်ရီမြို့နယ်တဲကမင်းလက်ပံခြေရွာတဝိုက်မှာကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာ6ဦးဆောင်တဲ့တော်လန်ရေးအင်အားစုတွေနဲ့အာနာသိန်းစစ်တပ်ရဲ့အမှတ်22စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေတိုက်ပွဲဖြစ်နေတာလို့ဖော်ပြထားပါတယ်။